Aston Villa အသင်းကောင်းဆောင် John McKin က Champion League Quarter Final မှာ PSG နဲ့တွေ့ဆုံတဲ့အခါမှာသူ့အသင်းဟာတမိုင်းမှတ်တမ်းရေးထိုးချင်တယ်လို့ပြင်သစ်ကလပ်ကိုသတိပေးလိုက်ပါတယ်။ Villa ဟာဗုဒ္ဓနေ့မှာ10ရောက်ကြံ Club Brugge ကို3-0ဂိုးပြတ်နဲ့နိုင်ရခဲ့ပြီးမှတော့42နှစ်အတွင်းဥရောပထိပ်တန်းကလပ်ပြိုင်ပွဲရဲ့ရှစ်သင်းအဆင့်ကိုပထမဆုံးအကြိမ်တက်ရောက်ခဲ့ပါတယ်။ ။ United Emirates ရဲ့အသင်းဟာ16သင်းအဆင့်မှာနှစ်ကြောပေါင်း69တကူနဲ့နိုင်ရရှိခဲ့ပြီး Villa Park မှာဒုတိယကြော့ပွဲစဉ်ဒုတိယပိုင်းမှာ Marco Asensio ကလူစားဝင်ပြီးနှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ပထမပိုင်းအစောပိုင်းမှာ Marcus Rashford ကို Professional ပြည်ထောင်ကျူးလွန်ခဲ့လို့ Bruce အသင်းကနေ Kyria Nzabi အထောက်ခံခဲ့ရပါတယ်။ Ian Maxson က Asensio ရဲ့ twin goal နှစ် goal ကြောင့်မှတ goal သွင်းယူခဲ့ပါတယ်။ ဒါကြောင့်အင်ကာနေကအန်ဖီမှာလီဗာပူးကိုပင်နတီအဆုံးဖြတ်နဲ့အနိုင်ရရှိခဲ့တဲ့လီဂူဝမ်ဦးဆောင်သူ PSG နဲ့စိတ်ဝင်စားပွဲထိပ်တိုက်တွေ့ဆုံမှုတစ်ခုဖြစ်လာပါတယ်။ဗီလာဟာ1982ကဒီပြိုင်ပွဲမှာဘိုးဆွဲပြီးတဲ့နောက်ပိုင်းပထမဆုံးအကြိမ်စီမီဖိုင်နယ်ကိုတက်ရောက်ဖို့ကြိုးပမ်းနေပြီးစကော့လန်ကွင်းလယ်သူမက်ကင်းကအေဘရာလာမှာ PSG နဲ့တွေ့ဆုံခဲ့တဲ့အခါမှာသူတို့တန်နာရီပုံပြင်ဆန်တဲ့ရာသီကိုဆက်လက်ထိန်းသိမ်းဖို့စိတ်ပိုင်းဖြတ်ထားပါဗျ။ ဒါကရူသူဆရာပဲနှစ်ပေါင်းများစွာစူးစမ်းအားထုတ်ခဲ့ရတယ်။ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ကိုရောက်ပြီလား။ဒါထပ်ပို့ပြီးတော့တောင်းဆိုစရာဘာရှိတော့မှလဲလို့သူကပြောပါရယ်။ပထမပိုင်းမှာကျွန်တော်တို့ကိုကိုကိုအားနေစေခဲ့တယ်။ဒါပေမဲ့ဆယ်ယောက်နဲ့တောင်သူတို့ကပိုကောင်းတဲ့အသင်းမှာမာကိုကလူစားလဲဝင်လာလို့ကျွန်တော်တို့ကန်ကောင်းတယ်။ဒုတိယပိုင်းကတော့အရန်ကိုကောင်းခဲ့ပါတယ်လို့ဆိုပါရယ်။ PSG နဲ့နှစ်ကြော့ကစားရတာထက်ပိုခတ်တာမရှိတော့ပါဘူး။ ျွန်တော်တို့ကဒီပြိသက်တွေကိုထာဝရမှတ်မိနေမဲ့အတွေ့အကြုံကိုပေးနေပါတယ်။ကျွန်တော်တို့ကသမိုင်းမှာနမည်ရေးထိုးခြင်းနဲ့ပြီးတော့ဒီညတွေကိုပို့ပြီးမကြာခဏဖြစ်စေခြင်းနဲ့လို့ဆိုပါတယ်။ဗီလာဟာပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်ရဲ့ထိတ်ဆုံး၄သင်းထက်မှရပ်တည်ပြီးနောက်ချန်ပီယံလိဂ်ကိုအံ့အားသင့်ပွဲဝင်ခွင့်ရခဲ့ပါတယ်။1982 1983နောက်ပိုင်းဒီပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ပါဝင်ခဲ့တဲ့ဗီလာတို့ဟာကလပ်ဘရုခ်ကိုမဖြုတ်ခင်ဘိုင်ယန်မြူနစ် Leipzig, Bologna နဲ့ Celtic အသင်းတို့ကိုအောက်စုအဆင့်မှာအမှတ်ရစေရအနိုင်ယူခဲ့ပါတယ်ရှင်။